ခဲပါအောင်ဆရာဆရာခဲပါအောင်ဆရာခဲပါအောင်ဇလန်းတွဲကကျတော့သူကအဓိကကတော့ cliffhanger ပေါ့ cliffhanger ဆိုတာကဇလန်းတွဲရဲ့အဖန်ကဇက်တခန်းပြီးသွားတဲ့အချိန်မှာနောက်တစ်ပိုင်းကိုကြည့်ကျင်စိတ် cliffing ကဖမ်းရတယ်နောက်ပြီးတော့ဟိုပိတ်ရက်နဲ့ပတ်သက်တဲ့ weekend day ပေါ့တောက်ကြနေလောက်မှာဆိုရင်ဒီစနေနေ့ကနားရက်မှာပြေးသက်ကအရန်ကိုသူတို့ဂျင်ထဲမှာမခံမီးမခံအောင်ဖြစ်လောက်ထီကိုကျွန်တော်က temporary ကိုဆွဲတင်ရပါတယ် တချို့ကိစ္စတွေကြတော့ကံကြမ္မာရဲ့ခံရင်ကျုံလာတဲ့အခါမှာကျေတို့လည်းမတားနိုင်ဘူးဗျာကျွန်တော်ရဲ့မိခင်တက်ရင်ဖြစ်တဲ့ MRT4 ရဲ့ပြီးတော့စစ်တုံးမောင်ဖုန်းကပေါက်ဖွားခဲ့တာပါဒါကြောင့်စစ်တုံးမောင်ဖုန်းကို MRT4 နဲ့မရိုက်ခဲ့ရင်ကျွန်တော်လူထဲမှာဇလန်တော်တော့မရိုက်တော့ပါဘူးသို့တော်ညာလည်းကျွန်တော်ရှိကိုဟူ producer တော်တော်များများလာတွေ့တာတော့စစ်တုံးမောင်ဖုန်းတွေကဇက်အိမ်လေးတွေကိုဆွဲထုတ်ပြီးတော့ရုပ်ရှင်ရိုက်ဖို့ဒါလာကန့်လန့်တဲ့လူများပါတယ် ဒါပေမဲ့ကျွန်တော်နဲ့ကဘာပြဿနာရှိလဲဆိုတော့သူတို့လိုချင်တဲ့ဟာနဲ့ကျွန်တော်ပေးချင်တဲ့ဟာနဲ့မှာနှစ်ယောက် competitive မဖြစ်တဲ့ခါကျရင်ကျွန်တော်ကလက်ဆောင်လိုက်တာများပါတယ်။အားကြောင့်တချို့မရိုက်ဖြစ်သေးဘူးပေါ့နော်။အခုတော့ပြင်ဆင်နေတယ်၊စင်စာတင်ဖို့လုပ်နေတယ်၊ဇညုံးတွေတော့ရေးထားတာရှိပါတယ်ခင်ဗျ။ကျွန်တော်ကအရင်တော့အစာကြီးဆရာပါเนาะ ီပညာဆောင်တွေရေးတယ်နီပညာဆောင်ရေ2018မှာ MRD4 မှာစပြီးတော့စီစခရစ်တင်းမှာပေါ့နော်အောက်ဆိုစခရစ်အနေနဲ့ဝင်ပါပြီးတော့စစ်တလုံးမောင်ဖုံးဆိုတဲ့ဇလန်းတွဲကိုဇလန်းဇန်ညွန်ဒရိုက်တာအနေနဲ့စပြီးတော့ရိုက်ကူးခဲ့တယ်ပေါ့နော်ဒါ2000ဒါ1920ပေါ့2019မှာစပြီးတော့ MRD4 မှာလွှင့်ခဲ့တဲ့ဒါပထမအဆုံးခြေလမ်းကိုပြောမယ်ဆိုတော့စစ်တလုံးမောင်ဖုံးစီးရဲကိုပြောပါခင်ဗျာစေတုံးမော်ဘုံစီရတာမကုန်နိုင်တဲ့ဇလန်းတွဲပေါ့เนาะကျွန်တော်ရဲ့ကိုယ်ပိုင်ဇလန်းတွဲဖြစ်တဲ့အခါကျတော့အဲ့ဒီထဲကတချို့ဇလန်းတွေကိုထုတ်ပြီးတော့ ရုပ်ရှင်ရိုက်ဖို့ပြင်ဆင်နေပါတယ်လောလောဆယ်တော့အခုလောလောဆယ်ကတော့ကျွန်တော်တို့မန်ဆိုတဲ့ရုပ်ရှင်ကားပေါ့နော်အဲဟာကြော်ထက်ဇွန်နဲ့မင်းမြင့်မွန်နဲ့အဲ့ဒီကောင်ကတော့အားလုံးလိုင်စင်လဲစင်စာလဲရပြီအကုန်လုံးပေါ့နော်ရုံတင်ဖို့ ready ပေါ့နော် တက်စီနေတဲ့အချိန်တွေရှိပါတယ်အခုတိတ်မကြခင်ရိုက်မဲ့ဇက်ကားကတော့ကျွန်တော်တို့ဟာပခန်းမင်းကားတဲ့ညဆိုတဲ့ဟာပေါ့နော်အဲ့ဒီကောင်ကလည်းရုပ်ရှင်ကားကြီးတစ်ခါနေလဲရိုက်ဖို့ရှိပါတယ်နောက်ဂျပန်နဲ့တည်တော်တရားဆိုတာအဲ့ဒီကောင်ရုပ်ရှင်ကားကြီးလည်းရိုက်ဖို့ပြင်ဆင်နေပါတယ် ကျွန်တော်အတွေ့ကြတော့ကျွန်တော်ကဒီရုပ်ရှင်ကတခါကို creative လုပ်ရင်ဟိုစလဲဆုံးခန်းစားတာပေါ့နော်ဟိုဇလန်းဆိုတဲ့မန်ဆိုတဲ့ဇာကားဆိုရင်လည်းဒါဆရာညီရဲမင်းရဲ့ဝတ္ထုပါဒါပေမဲ့ကျွန်တော်ကဒီ dialogue အစစီးမစင်းတွေအကုန်လုံးကိုပိုင် secret ကြီးခွင့်ရမှာကျွန်တော်ရိုက်တိုက်တဲ့သဘောပေါ့နော်ဘာကြောင့်လဲဆိုတော့ဒီဇလန်းတစ်ခုကိုဖန်တီးတဲ့အခါကျရင်ကိုပိုင်ဇလန်းစံညွန်ဒါရိုက်တာအဖြစ်လောက်ဝချင်းကြီးရဲ့ချက်ကဒီဇလန်းကိုစိတ်ဝင်စားအောင် အဲဘယ်လောက်ထိတမ်ပိုရိန်းဘယ်လောက်ထိရှိရမလဲပေါ့နော်ဘယ်လောက်ထိအရသာရှိဘယ်ချိန်မှဆွဲမဘယ်ချိန်မှကလစ်ဖင်ကဖန်ဘယ်အခန်းလေးမှာပြန်ပြီးတော့ဒီချိန်ချက်လောက်သွားမယ်ဆိုတဲ့ဟာလေးကကိုပိုင် creation လုပ်ချင်တာပါအဲ့တော့ကြောင့်ဇလန်းတစ်ခုဖန်တီးရင်လည်းရေးတဲ့အချိန်ဇန်ညွန်ရေးတဲ့အချိန်ရိုက်ကူးတဲ့အချိန်နဲ့တွတ်မယ်ဆိုရင်တစ်နှစ်ကိုမှ၃ကားလောက်ပဲကောင်းကောင်းလေးရိုက်ဖြစ်မယ်လို့ဒါတွတ်ဆမိတယ်ပေါ့နော်ဇလန်းတွင်းအကြတော့သူကအဓိကကတော့ကလစ်ဖင်ကပေါ့ကလစ်ဖင်ကဆိုတာကဇလန်းတွင်းရဲ့အဖန်ကဇက်တခန်းပြီးသွားတဲ့အချိန်မှာနောက်တစ်ပိုင်းကိုကြည့်ကျင်စိတ် ကလစ်ဖင်ကဖမ်းရတယ်နောက်ပြီးတော့ဟိုပိတ်ရက်နဲ့ပတ်သက်တဲ့ဝီကန်ဒီပေါ်တောက်ကြနေလောက်မှာဆိုရင်ဒီစနေနေ့ကနားရက်မှာပြေးသက်ကအရန်ကိုသူတို့ဂျင်ထဲမှာမခံမီးမခံအောင်ဖြစ်လောက်ထီကိုကျွန်တော်ကတမ်ပိုရိတ်ကိုဆွတ်တင်ရပါတယ်ဒါကတော့ဇလန်တွေရေးတဲ့ပုံစံပေါ့ရုပ်ရှင်ကကြတော့သူအလိုမဟုတ်တော့ဘူးရုပ်ရှင်ကကြတော့ရုပ်ရှင်ပြသချိန်2နာရီနဲ့2နာရီခွဲ3နာရီပတ်ချလဲအတွင်းမှာအဲ့ဒီဇလန်ကိုစလဲဆုံးကြည့်ကြင်စိတ်ရှိအောင်ရယ်ဇလန်တစ်ခွက်ပြီးတစ်ခွက်ပြောင်းသွားတဲ့အချိန်မှာဆင်းချင်းသွားတဲ့အချိန်မှာပြိတ်သက်ခဲ့ အတွေးတွေဘောပြောရင်တော့ထပြီးတော့အပေါ်သွားချင်စိတ်မရှိလောက်အောင်ဒီဇက်ကိုဆွဲဆောင်ယူရတာပေါ့နော်ဒါကတော့ဇလန်းတွဲနဲ့ရုပ်ရှင်ကားရဲ့ကွာချက်ပါအဓိကကတော့ကျွန်တော်တို့က international method ပေါ့နော်နောက်ကျွန်တော်ရဲ့ဆရာဒါရိုက်တာမောင်တီပေါ့အာဒါရိုက်တာမောင်တီရှိမှသူရှိမှနေတဲ့အချိန်တုန်းကသူရှိကဒီစင်းအကူအပြောင်းပေါ့ဇိုင်းရင်တိဆောင်မှုအတက်ပညာနောက်ပြီးတော့ကျွန်တော်တို့က sacred မှာဆိုရင်ပေးသက်ကိုဘယ်ချိန်မှာဘယ်လောက် climate အတက်နဲ့ဘယ်လောက်ထိတန်ဖိုးတင်ပြီးဘယ်လိုဆွဲရမယ်ဆိုတော့သူ့ရဲ့အယူဆလေးတွေပေါ့နော်ဒါလေးတွေကဒါကျွန်တော်ရဲ့လက်ဦးဆရာပေါ့ ဒါတယောက်တည်းပဲပြောရမယ်ဆိုသူတယောက်တည်းပဲရှိတယ်လို့ပဲပြောရမှာပေါ့အဲ့ဒီခါကျတော့အဲ့ဒီပေါ်မူတည်ပြီးတော့ international မှာလက်ရှိလူတွေဘာတွေသူတို့ emotion ကဘာတွေလူကျင်ကြရလဲဆိုတော့အဲအပေါ်မူတည်ပြီးတော့ဆိုင်းရင်ကိုကျွန်တော်ကတိဆောက်တာများပါတယ်။ तू ဟာဟာတာဘိုင်းကိုဆရာမောင်တီကကျတော့ဟာတာဘိုင်းကိုပိုင်ပေမဲ့သူ့ရဲ့အဓိကအားသာချက်ကကျတော့ तू ကဒီ flin ဒီ watchway တခုလုံးပေါ့နော်ဒီဟို film ဒီပေါ့ industry တခုလုံးကိုသူကနားလဲတာနားလဲတဲ့ခါကျတော့ drama ဘိုင်းမှာလဲသူကအနေနဲ့အများတချို့ logic လေးတွေပေးနိုင်တယ် for example ပြောမယ်ဆိုရင်ဟိုတလုံးကကျွန်တော် man ရုပ်ရှင်ကို family show ပြတယ်ဒါဆရာတီတို့လာကြည့်ကြတာပေါ့နောက်ရကျတော့ဆရာတီကခေါ်တွေ့တယ်ခေါ်တွေ့ပြီးတော့အန်တာချက်အားနေချက် we point လေး awareness တကဘလို့ရသွားလဲပြည်သက်ကဘာကြံခဲ့လဲဆိုတာလေးတွေအစားဒါသူစီကကျွန်တော်တို့ကပြန်ပြီးတော့ဟိုအကြံတောင်းတာဗောဒါမှလည်းကျွန်တော်တို့ကတစ်ကိုင်နှစ်ကပိုကောင်းမယ်နှစ်ကိုင်သုံးကပိုကောင်းမယ်ဆိုတဲ့ပုံစံမျိုးပါခင်ဗျ ရုပ်ရှင်မှာနဲ့ဇလန်းတွဲရဲ့ကျွန်တော်တို့ပေးနိုင်တယ်ပေါ့နော်ဟို message တစ်ခုကိုပေးတော့မယ်လို့စဉ်းစားရင်ရုပ်ရှင်မှာကျတော့သူကလက်ခံအားနည်းတယ်။ဘာကြောင့်လက်ခံအားနည်းလဲဆိုတော့ရုပ်ရှင်ကကျွန်တော်ကအပျော်ကြည့်နာယီချိန်တို့ပိုင်းတွင်းမှာသူတို့ကခံစားချက် feeling emotion တစ်ခုကိုဖမ်းယူတာဖြစ်တဲ့အတွက်ကြောင့်သူရှိရနိုင်တဲ့ turn point ကတော့အရန်အားနည်းတယ်။အဲ့ဒီတော့ကျွန်တော်သူကရုပ်ရှင်မှာကျတော့ကျွန်တော်တို့ကဟိုပညာပေးလို့ပြောရင်သိမ့်မကြိုက်ကြဘူး။ ်ဒါပေမဲ့ဇလန်းတွဲကြတော့ကျွန်တော်တို့ကစင်ကဲစင်ကဲဇိုင်းရင်တိဆောက်လို့ရတာဖြစ်တဲ့အတွက်ကြောင့်မိသားစုရဲ့ဒရမာဆိုရင်မိသားစုထဲမှာအကိုအမတွေရဲ့တန်ရောစဉ်မိဘတွေရဲ့တန်ရောစဉ်အဲဒါမျိုးလေးတွေ ਆ ဆိုက်ပြီးသူ့ရဲ့ emotion သူ့ရဲ့ behavior အဲသူ့ရဲ့ psycho အဲသူ့ရဲ့ဘော daily process ပေါ့ဒါမျိုးလေးတွေ ਆ ဆိုကျွန်တော်တို့ကသင်ခန်းစာပေးလို့ပို့တင်တော်ပါဒါကြောင့်အဲအကြံပေးတဲ့ဇလံမျိုးသင်ခန်းစာပေးတဲ့ဇလံမျိုးဘုသူရရစီတဲ့ဇလံမျိုးဆိုရင်တော့ဇလံတွဲတွေ ਆ ပို့တင်တော်ပြီးတော့ရုပ်ရှင်တွေ ਆ ကျတော့ဖြောပြေးကြီးအနေနဲ့ပို့တင်တော်ပါတယ် ကျွန်တော်ရဲ့မိခင်တက်ရင်ဖြစ်တဲ့ MRT 4ရယ်ပြီးတော့စစ်တုံးမောင်ဖုန်းကပေါက်ခွာခဲ့တာပါဒါကြောင့်စစ်တုံးမောင်ဖုန်းကို MRT ဖုန်းနဲ့မရိုက်ခဲ့ရင်ကျွန်တော်လူထဲမှာဇလန်တော့တော့မရိုက်တော့ပါဘူးသို့တော်ညာလည်းကျွန်တော်ရှိကိုဟူ producer တော်တော်များများလာတွေ့တာတော့စစ်တုံးမောင်ဖုန်းတွေကဇက်အိမ်လေးတွေကိုဆွဲထုတ်ပြီးတော့ရုပ်ရှင်ရိုက်ဖို့ဒါလာကလန်းလဲလူများပါတယ် ဒါပေမဲ့ကျွန်တော်နဲ့ကဘာပြဿနာရှိလဲဆိုတော့သူတို့လိုချင်တဲ့ဟာနဲ့ကျွန်တော်ပေးချင်တဲ့ဟာနဲ့မှာနှစ်ယောက် compatible မဖြစ်တဲ့အခါကျရင်ကျွန်တော်ကလက်ဆောင်လိုက်တာများပါတယ်။အားကြောင့်တချို့မရိုက်ဖြစ်သေးဘူးပေါ့နော်။အခုတော့ပြင်ဆင်နေတယ်စင်စာတင်ဖို့လုပ်နေတယ်ဇက်ညိုးတွေတော့ကြီးလာတာ။